ဒီမွေးနေ့မှာဖယားတော့ကြောင်းတပါဒီမွေးနေ့မှာလာဆောင်မဲမဲမျက်နှာလို့ကျွန်တော်ရကောဝဲပြီးမင်းကဇင်းဖန်ပရိသတ်များအားလုံးမေမင်္ဂလာပါနေ့ပြည့်စုံနေ့မနက်ခင်းလေးဖြစ်ပါစေရှင်ပရိသတ်များအားလုံးစောင့်မျှော်အားပေးနာဆင်နေကြတဲ့အမတ်တရားနေ့စီစဉ်လေးကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဒီနေ့အမတ်တရားနေ့စီစဉ်ကိုတော့ကျမ희မို့ကတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အမတ်တရားနေ့စနေကနေဇွန်လ26ရက်နေ့မှာမွေးနေ့ကြောက်ရတဲ့မွေးနေ့ရှင်နေအားလုံးနဲ့အတူတူစစ်သူဆောင်တဲ့မင်္ဂလာစနေမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့စနေကနေထုတ်လင်းတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။ ကနေ့ရက်မတရားနေ့စစမှာပထမအုပ်စုံအနေနဲ့မွေးနေ့စုံမကောင်တောင်းမရမယ့်မွေးနေ့ရှင်ကတော့မကွေးမနေတိုင်းနဲ့မသိန်းသိန်းရဲ့38နှစ်ပြည့်မွေးနေ့တပည့်ဖြစ်ပါရှင်မသိန်းသိန်းရဲ့မွေးနေ့အတွက်ကိုတော့တောင်ကြီးရယူနန်နာကျော်မတ်တီရီကျော်မတ်မီမီထုံထွေထွေမြိုင်မအီထွေမန်နန်နဲ့အစီနဲ့ကိုသွင်းနေစန်းတို့ကပအဝင်ဆူတောင်းပေးထားပဲဖြစ်ပါတယ်ထပ်မံပြီးတော့မွေးနေ့စုံမကောင်တောင်းမရမယ့်မွေးနေ့ရှင်ကတော့ဗမာမျိုးဟာဒေါက်တာကေစင်နေရဲ့33နှစ်ပြည့်မွေးနေ့တပည့်ဖြစ်ပါရှင် ဒေါက်တာကေစင်းနဲ့ရဲ့33နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ပြင်းလင်းမျိုးကတနာပြုဆရာမမခင်စိုးတိုင်းနဲ့တနာပြုတွေအားလုံးကပါဝင်ပြီးတော့ဆုမွန်ကောင်းတောင်းမိတာပဲဖြစ်ပါတယ်ထပ်မံပြီးတော့ဆုမွန်ကောင်းတောင်းမိရမယ့်မွေးနေ့ရှင်ကတော့ ထိုင်းနိုင်ငံမှာခေတ္တရောက်ရှိနေတဲ့မမဝါခိုင်ရဲ့28နှစ်ပြည့်မွေးနေ့တပည့်ဖြစ်ပါရရှင်။မမဝါခိုင်ရဲ့28နှစ်ပြည့်မွေးနေ့တက်ကိုတော့မွန်လမြမနေထိုင်တဲ့ကိုအိတ်တင်စစ်ပိုင်ကပအဝင်ပြီးတော့တောင်းဆိုပေးထားပဲဖြစ်ပါရည်။ဟုတ်ကဲ့ပါဒီကနေ့မှမွေးနေ့ကြရောက်တဲ့မွေးနေ့ရှင်နေဖြစ်ကြတဲ့မသိမ့်သိမ့်ဒေါက်တာကီစင်တွင်နဲ့မမဝါခိုင်တို့အားလုံးပဲ Happy Birthday ပါရှင်။ ဝင်းနေ့ကစပြီးတော့နောက်နေ့ပေါင်းများစွာတိုင်အောင်ပျော်ရွှင်စရာနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ပါစေ။ပန်းခင်းတဲ့လမ်းတွေကိုပဲရှောင်လန်းနိုင်ပါစေ။မိသားစုပေါ်မှာလည်းတည်တံ့နားလေပြီးတော့အလုံးကျေးပြုနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းမိကြပါရစေ။ ရိသတ်များရှင်ဒီတကမှာထပ်မံပြီးတော့မွေးနေ့စွမောကောင် တောင်းမရမှာကတော့ဘိုးကြီးရနိုင်ထက်ရဲ့မွေးနေ့တော်ပဲဖြစ်ပါတယ်။ဘိုးကြီးရနိုင်ထက်ရဲ့မွေးနေ့တက်ကိုတော့တောင်းနေကြီးကမခင်များဝင်မန္တလေးရမအေးမျိုးတန်အမရပူရာကတင်ကီလှလှခိုင်အေးအောင်ဆိုင်းမြတ်သူဘကောကနိုင်ဖြူမိတ်တီလာနေကြီးပတောင်းဝဖြူဖြူသိင်းနဲ့စုနဲ့တင်းလင်းတို့ကပါဝင်ပြီးတော့စွမောကောင်တောင်းမိတာပဲဖြစ်ပါတယ်။ထပ်မံပြီးတော့မွေးနေ့စုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့နေပြည်တော်ဆရာသီရိမာနေတိုင်းနဲ့ မောင်လေးရကရဲ့22နှစ်ပြည့်မွေးနေ့တပွဲဖြစ်ပါရရှင်။မောင်လေးရကရဲ့မွေးနေ့တက်ကိုတော့မိုးကုံမျိုးကအန်ဒီဖြစ်တဲ့ကျောင်းဆရာမကြီးဒေါ်ရှင်ရှင်နဲ့မောင်နှမတွေကပါဝင်ပြီးတော့စုမကောင်တာမီလာပြီးဖြစ်ပါရည်။ဟုတ်ကဲ့ပါဒီကနေ့မှမွေးနေ့ကြောက်တဲ့ဘိုးကြီးရဲ့နိုင်တဲ့နဲ့မောင်လေးအကာတို့ရဲ့ဒီကနေ့ရဲ့မွေးနေ့မှာဒီနောက်နှစ်ပေါင်းများစွာတိုင်ပျော်ရွှင်ပါစေ။ တာယာပြောရှင်မေကောင်းနဲ့မွနေ့ရက်မြန်လေးဖြစ်ပါစေ။အလောင်းဆောင်ပြည့်ပြည့်စုံနဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ပါစေ။ဂျီမန်းထားတဲ့ဂျီမန်းချက်တွေကိုလည်းအကောင့်ထဲပေါ်နိုင်တဲ့သူတွေဖြစ်နိုင်ပါစေ။ကြံစီသမျှအောင်မြင်ပါစေလို့မွနေ့စုံမကောင်းလေးတောင်းမိကြပါရရှင်။ ကနေ့ရက်မတရားနေ့စစ်စစ်မှာဒီတကမွေးနေ့စုံမကောင်တောင်းမရမှာကတော့တတုံးမြို့မှာနေတိုင်းနဲ့တာလီဖြိုးမြအောင်ရင်လင်းနိပြိမွေးနေ့မင်္ဂလာအတွက်ပဲဖြစ်ပါရရှင်။တာလီရဲ့မွေးနေ့အတွက်ကိုတော့တတုံးကဖေဖေကိုစုံဝင်မမေမနုနုဒီနေ့ကိုကိုအာကာဖြိုးတို့ကပါဝင်ပြီးတော့တောင်းဆိုထားပဲဖြစ်ပါရ။ဟုတ်ကဲ့ပါဒီနေ့မှမွေးနေ့ကြာရောက်တဲ့မွေးနေ့ရှင်လင်းဖြစ်တဲ့တာလီဖြိုးမြအောင်ရင် Happy Birthday ပါရှင်။ ။ဝင်းနီကဆပြီးတော့ကျမ်းမပျော်ရှင်ပါစေ။မနေ့ပြန်တိုင်းမှာပျော်ရှင်စရာကောင်းတဲ့ဘဝကီးလန်းနေကိုလည်းရှောင်းလန်းနိုင်ပါစေ။လူအများရဲ့ချစ်ခင်လေးစားမှုကိုတိုင်းစားမရှိရရှိနိုင်ပါစေလို့ဆုမကောင်းတောင်းမိကြပါတယ်။ ီနေ့ရဲ့မတရားနေ့စနေကနေ့မွေးနေ့ရှင်များအလုံးအတွက်ကိုဆူတောင်းပေးခဲ့ပြီဆိုတော့ဒီတစ်ခါမှာချစ်သူစုံနေနဲ့မင်္ဂလာစနေမောင်နှံနေအလုံးအတွက်ကိုစွမ်းမကောင်တောင်းပေးရမှာဖြစ်ပါရဲ့ရှင်။ Tracy Light ဒီနေ့ပါလေလေချစ်ချင်ရဲ့ ဒီနေ့အမတရားနေ့စီစဉ်မှာပါဝင်လာတဲ့ပရိသတ်ကတော့ပြင်းလင်းမြန်မာနေတိုင်းနဲ့ဒေါက်တာတပ်ဦးမြင့်ပဲဖြစ်ပါတယ်။သူကတော့တထုံမြန်မာနေတိုင်းနဲ့ဦးမမောင်လင်းနဲ့ဒေါ်ဝီရီတို့ရဲ့မင်္ဂလာသက်တမ်း၃၅နှစ်ပြည့်တော့ပါဆိုပြီးတော့ပါဝင်ပြီးတော့တောင်းဆိုပေးထားပါဖြစ်ပါတယ်ရှင်။မင်္ဂလာဇနီးမောင်တန်အတွက်စကားလက်ဆောင်လေးလည်းပြောပေးထားပါတယ်။ဦးနဲ့တော်တော်တို့မိသားစုထောင်ရအေးချမ်းပါစီဆိုပြီးတော့စကားလက်ဆောင်လေးပေးပေးထားပါဖြစ်ပါတယ်ရှင်။ဒဇင်းဖန်ပရိသတ်ကြီးအလုံးကအီမိုရီရဲ့မတရားနေ့စီစဉ်မှာ ဝင်းနေရှင်များအားလုံးနဲ့အတူတူစစ်သူဆောင်တဲ့မင်္ဂလာဆောင်နေ့ညရဲ့နှစ်ပတ်လည်ကမ္ဘာနီနှစ်ပတ်လည်စိုင်းဝင်းဝင်းနှစ်ပတ်လည်အစားရှိရဲ့နှစ်ပတ်လည်တွေကိုပေါင်းဝေးတောင်းဆိုပေးလို့ရပါတယ်ရှင်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့သစင်းဖိုင်ရဲ့ဖုန်းနံပါတ်3936392639 6939ကိုနေ့စဉ်နေ့လယ်7:00နာရီကနေ7:00နာရီအထိမှပေါင်းဝေးတောင်းဆိုအောင်ပါဖြစ်ပါတယ်။ဒါအပြင်သစင်းဖိုင် YouTube Channel မှာလည်းပေါင်းဝေးတောင်းဆိုလို့ရပါတယ်။တောင်းဆိုတဲ့အခါမှာပရိသတ်ကြီးတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်၃ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာပါ။ အမတ်တရားနေ့စာရင်ကိုတော့မနက်9:00နာရီဝန်းကျင်တိုင်းမှာတင်ဆက်ပေးနေရမယ်ဖြစ်ပါတယ်။ဒီနေ့အမတ်တရားနေ့စာရင်ကိုတော့ကျမရီမိုးကတင်ဆက်ပေးကြတာဖြစ်ပြီးတော့နားဆင်အားပေးကြတဲ့သတင်း fan ပရိသတ်တွေအားလုံးပဲပျော်ရွှင်စရာအချိန်လင်းကိုပိုင်ဆိုင်နိုင်ကြပါသည်ရှင်။